ကျောက်စီယာကောင်းတဲ့ဝုံဝံတိုက်ခိုက်မှုတွေကိုကိုကြီးဖြည့်ရှင်းပေးဖို့ဒေတာဆိုင်ရာဂျပန်တာဝန်ရှိသူကစစ်တပ်လှုပ်ပေးဖို့အော်တိုဝါ28ရက်ကမြစ်တာရက်ခံခဲ့ပါတယ်။ဝုံဝံတွေရဲ့တိုက်ခိုက်မှုတွေကြောင့်အခုနှစ်မှာလက်ရှိအချိန်ထိစံချိန်တင်လူ၁၀ဦးသေဆုံးခဲ့တယ်လို့အစိုးရတာဝန်ရှိသူက AFP ကိုအတည်ပြုပြောကြားခဲ့ပါတယ်။ဒီအရေးအတွက်ဟာ2024ခုနှစ်မတ်လမှာအဆုံးသတ်တဲ့ဗန္ဓာရီနှစ်မှာအရင်များဆုံးသေဆုံးခဲ့တဲ့အရေးအတွက်ဖြစ်တဲ့6ဦးထက်ပိုများနေခဲ့ပါတယ်။လူရည်ကြဆင်းလာတာနဲ့ ရာသီဥတုပြောင်းလဲမှုတွေအပါအဝင်အကြောင်းရင်းများစွာကြောင့်တရိတ်ဆန်တွေဟာမြို့တွေထဲချင်းနှင်းဝင်ရောက်မှုတိုးလာနေပါတယ်။မြောက်ပိုင်းအကီတာစင်ရင်စုရဲ့အုပ်ချုပ်ရေးမှူးကန်တာဆူဇူကီကဂျပန်ကာကွယ်ရေးဝန်ကြီးကိုပြောကြားခဲ့ရမှာစစ်တပ်ရဲ့အကူအညီမပါဘဲမိမိတို့ပြည်သူတွေရဲ့အသက်ကိုကာကွယ်နိုင်ခြင်းမရှိဘူးလို့ပြောကြားခဲ့ကြောင်းသိရပါတယ်။လေမင်းနဲ့မျက်နှာတွေကိုပြင့်မှတ်ထားတဲ့တိုက်ခိုက်မှုတွေဟာအလွန်ပဲအဖြစ်များနေပါတယ်။အဲ့ဒါဟာတကယ်ဆိုရတဲ့အခြေအနေဖြစ်ပါတယ်လို့၎င်းကပြောကြားခဲ့ပါတယ်။ဝဝန်တွေဟာအခုအခါ တောင်တန်းတွေပေါ်မှာဒါမှမဟုတ်မြို့ပြဧရိယာတွေမှာလည်းပေါ်လာနေတယ်လို့စုစကီးကပြောကြားခဲ့ပါတယ်။